င်္ဂလာပါဘုံဘုံပြမင်္ဂလာပါဘုံဘုံဘွဲတော်အမိနဲ့ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ရွှေပြည်သားမှာဘုံဘုံတာဝန်ယူထားတဲ့အပိုင်းလေးကိုမိန့်ကြားတော်မူပါဗျာဘုံဘုံရဲ့ဘွဲတော်ကဥယျဝတ္တလို့ခေါ်ပါတယ်ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ရွှေပြည်သားမှာစတင်တည်ထောင်တဲ့နှစ်ကလေးကစဆရာတော်ပါကျုပ်ဆရာတော်ဘုရားရှင်နဲ့တူတကွာလက်တွဲပြီးတော့အင်္ဂလိပ်စာဘာသာရပ်ကိုအဓိကသင်ကြားပေးတဲ့ ဆရာတော်ဖြစ်ပါတယ်။ရန်ကုန်ဗုဒ္ဓတက္ကသိုလ်မှာအဓိကဘယ်ဘာသာရပ်ကိုသင်ကြားပေးတာလဲဖေ။ဘုံဘုံတို့ဒီရန်ကုန်ဗုဒ္ဓတက္ကသိုလ်ရွှေပြည်သာမှာဆရာကြီးဦးမြင့်စွေတည်ထောင်ထားတဲ့ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ရွှေပြည်သာဖြစ်တဲ့အတွက်ကြောင့်ဆရာကြီးဦးမြင့်စွေရဲ့ဤရတိုင်းပဲပါဠိတက္ကဒအင်္ဂလိပ်စာဆိုတဲ့ထိုဘာသာရပ်သုံးခုကိုအဓိကအခြေခံပြီးတော့အခြားဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့မြန်မာလို ဝိသုဒ္ဓိမတ်ဝိသုဒ္ဓိမတ်ဒီကျန်ရင်သုံးချမ်းနေစသည်ဖြင့်အဲ့ဒီလိုမျိုးဘာသာရေးနဲ့ပတ်သက်တဲ့အဓိကဘာသာရက်တွေကိုသင်ကြားပေးကြပါတယ်အဓိကအပြင်တော့ဆရာကြီးဦးမြင့်စေချမှတ်ခဲ့တဲ့အတိုင်းပါဠိတက္ကတအင်္ဂလိပ်စာဆိုပြီးတော့ထိုးသုံးဘာသာကိုတော့အဓိကထားပြီးတော့သင်ကြားပေးတဲ့ရန်ကုန်ဗုဒ္ဓဘာသာကျောင်းရှိပြည်သားဖြစ်ပါတယ်ဘုံဘုံအနေနဲ့သင်ကြားပေးတဲ့အင်္ဂလိပ်ဘာသာရက်သင်ကြားမှုနဲ့ပတ်သက်ပြီးတော့ရှင်းပြပေးပါအောင်ခင်ဗျာ ဘုဖုံးတို့ဒီရန်ကုန်ဗုဒ္ဓသက္ကသိုလ်ရှေ့ပြည်သားမှာပြီးပြီးအတန်းကစပြီးတော့ PSC 1 PSC 2 BA တတိယနှစ် BA နောက်ဆုံးနှစ် MA ပထမနှစ် MA နောက်ဆုံးနှစ်ဆိုပြီးတော့အတန်း9တန်းရှိပါတယ်အဲ့ဒီအတန်း9တန်းအားလုံးမှာအခြေခံကစပြီးတော့အင်္ဂလိပ်စာဘာသာရပ်တွေကိုသူ့ဆရာတွေချမှတ်ထားတဲ့အတိုင်းပဲပြီးပြီးတက်မှာဆိုအင်္ဂလိပ်ဂရမ်မာ PSC 1 PSC 2မှာဆိုရင်အစင်းမြင့်အင်္ဂလိပ်ဂရမ်မာနဲ့ BA တတိယနှစ်ဆိုရင်ဘာသာရေးနဲ့ပတ်သက်တဲ့မင်္ဂလာတရားတော်တွေကိုအင်္ဂလိပ်လိုသင်ကြားပေးပြီးတော့ BA နောက်ဆုံးနှစ်အတက်မှာဆိုရင်မြတ်စွာဘုရားခေါတကနိကေဓမ္မပဒမှာဟောထားတဲ့ဝိထုတော်တွေကိုအခြေခံပြီးတော့အင်္ဂလိပ်လိုဘာသာရပ်တွေကိုသင်ပြပေးပါတယ်အမေပထမနှစ်အမေဒုတိယနှစ်မှာဆိုရင်အင်္ဂလိပ်ဘာသာရပ်တွေကတော့ နာမည်ကိုက meditation ဆက်ပကြက်လို့ပေးထားပါတယ် meditation ဆက်ပကြက်လို့ပေးထားတဲ့အတိုင်းပဲအဲတရားအထုပ်ပုံအထုပ်နည်းသမထဝိပသမထဘာဝနာဝိပဿနာဘာဝနာနဲ့ဆက်ဆက်တဲ့ပရိစ္ဆသမုပ္ပတ်ဒီမဟာတတိပဌာနာသုတ်ဒီအဲဓမ္မစကြာဓမ္မစကဘူဒနာသုတ်ဒီအနတ္တလက္ခဏာသုတ်ဒီစသည်ဖြင့်အမေပထမနှစ်အမေ final နှစ်တည်းမှာအဲ့လိုမျိုးအင်္ဂလိပ်စာဘာသာရပ်တွေကိုဘာသာတည်းတွဲပြီးတော့အဲ့လိုမျိုးသင်ကြားပေးတဲ့တက္ကသိုလ်ဖြစ်ပါတယ် ာသာရေးနဲ့ပတ်သက်ပြီးတော့အင်္ဂလိပ်လိုဘာတွေသင်ကြားပေးပါသလဲဖေ။ဘုံမုံတို့ဒီရန်ကုန်ဗုဒ္ဓတက္ကသိုလ်ရှိပြီးသားမှာဆရာယူအမြင့်စေကကျောင်းသူကျောင်းသားတွေအားလုံးကိုအဲဘာသာရေးနဲ့အတိတဲ့အတိအတရားတွေစိတ်ထဲမှာဝင်သွားအောင်ဆိုပြီးတော့ပါဠိလိုသင်ကြားတဲ့အခါမှာလည်းပဲဘာသာရေးနဲ့ပတ်သက်တဲ့ပါဠိကိုပဲသင်ကြားပေးတာပါ။တက္ကတာလိုသင်ကြားပေးတဲ့အခါမှာလည်းပဲဘာသာရေးနဲ့ပတ်သက်တဲ့တက္ကတာလိုပဲသင်ကြားပေးတာပါ။ထို့အတူပဲ အခုလိုအင်္ဂလိပ်ဘာသာရပ်ကိုသင်ကြားတဲ့အခါမှာလည်းပဲလော်ဂီအင်္ဂလိပ်စာတွေကိုသင်ကြားမှုမပေးဘဲနဲ့ရန်ကုန်ဗုဒ္ဓတက္ကသိုလ်ဆိုတဲ့နာမည်နဲ့လျော်ညီစွာဆရာကြီးဦးမြင့်စွေကဒီအင်္ဂလိပ်စာဘာသာရပ်ကိုဘာသာရေးနဲ့ပတ်သက်တဲ့အင်္ဂလိပ်စာဘာသာရပ်တွေကိုသင်ကြားပေးရမယ်လို့ရှေးဘဝတ္တိတွေကချမှတ်ထားခဲ့တဲ့အတိုင်းပဲအခုဆရာကြီးဦးမြင့်စွေဤအရာဘုံဘုံတို့အတန်းအသီးသီးအလုံးမှာဒီဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့အခြေခံအဖြစ်ဒီအကြောင်းသူအကြောင်းသားတွေ ဘာသာရေးနဲ့ပတ်သက်တဲ့အခြေခံသဘောတရားလေးတွေသိအောင်ပထမနှစ်ဒုတိယနှစ်တွေမှာအခြေခံသဘောတရားတွေသိအောင်နောက်ဆုံး BA တတိယနှစ် BA နောက်ဆုံးနှစ်တွေမှာဘာသာရေးနဲ့ပတ်သက်တဲ့အလဲလဲအစစ်တွေကိုသိအောင်နောက်ဆုံးအမေပထမနှစ်အမေနောက်ဆုံးနှစ်တွေမှာဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့တရားထိုင်နည်းတရားရှုမှတ်နည်းတရားပွားများအထုံနည်းဘာသာရေးနဲ့ပတ်သက်တဲ့အမြင်ဆုံးအနည်းတွေကိုသိအောင်ဆိုပြီးတော့အဲဒီလိုချမှတ်ထားတဲ့နည်းအတိုင်းပဲဘုံဘုံတို့တွေကဒီအင်္ဂလိပ်စာဘာသာရပ်တွေကို လေးထားပြီးတော့အတင်ကြပြတာဖြစ်ပါတယ်။တင်ကြမှုတွေနဲ့ပတ်သက်ပြီးတော့ဖုံဖုံအနေနဲ့ဗာများထပ်ပြီးတော့ဖြစ်စမိတ်ကြစရာရှိသေးတယ်မသိဘူးဗျာ။ဒီတင်ကြမှုတွေနဲ့ပတ်သက်ပြီးတော့ဖုံဖုံတို့ဒီကိုအားညာအားရှိသလောက်တော့ပါဝင်အတင်ကြပြသပေးနေဦးမှာပါ။ဒါကြောင့်ဤအဲ channel ကို ကြည့်ရှုနေကြတဲ့ပရိသတ်အပေါင်းအဲအားလုံးကိုစိတ်နှပါချမ်းမှချမ်းသာပြီးတော့ဘေးပရာတွေဝေးကွာကြပါစေ။ဘာသာရေးအသည့်ဘာသာရေးအတွေ့ခေါ်တွေမြန်မာတို့တက်ပြီးတော့နောက်ဆုံးမှာ ဒီဘာသာတရားတော်ကိုကိုယ်ကိုယ်စိတ်ကချင်းအပြည့်ကျမ်းမာချမ်းသာဘေးရန်ကွာ၍လူရဆန္ဒတွေပြုရပါသည်လို့ဖုံဖုံနေနဲ့နောက်ဆုံးစုမုံသောတကားလေးပြောကြပါရစေ။တမဖေကခုလိုမျိုးရေတော်တို့ WWD online media မေးမြန်းသမျှကိုဖြေကြားပေးတဲ့အတွက်ဖုံဖုံနဲ့အထူးကျေးဇူးတင်ရှိပါတယ်ဖေက။အားလုံးကျမ်းမာချမ်းသာကြပါစေ။